6ရက်တလ2025ဂျပန်သတင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်။ဂျပန်အစိုးရကနေအရေးပေါ်ဆန်တွေကိုပြင်ပပေါက်စီတဲ့ချိုတာတဲ့စိန်လုံးနဲ့ရှောင်ချလာလို့ဒါပြည်သူတွေချစ်ချစ်တို့အားပေးနေကြတယ်ဆိုတဲ့သတင်းကိုတွေ့ရပါတော့။ဂျပန်မှာဆန်ပြက်လက်နေမှုကတော်တော်လေးကိုဒါလာတွေလည်းချီနေရောနော်။အဲဒါကြောင့်မလို့ဆန်စည်းကြီးမှုတွေကလည်းကာလရှည်ဖြစ်နေရောနော်။ဆန်ကိုရှာပုံတော့ဖွင့်ရတာကဒါဂျပန်မှာကိုရီးယားတိဆန်သွားဝယ်ရတာတို့ပြောရင်တော့တော်တော်လေးကိုဂျပန်မှာဆန်ခရက်တွေကအရင်နဲ့မတူဘူး။ဒါတော်တော်လေးရှားပါနေရတယ်လို့ပြောရမှာပေါ့နော်။ ပုံမှန်ဆိုရင် အစိုးရကဒါတဘာဝဘေးစီဘေးစတဲ့ဘေးညိုးတွေပေါ့နော်အဲ့လိုဘေးညိုးတွေမှာငလင်ဘေးပေါ့နော်အစိုးရကဒါအရန်တိုးတောင်းထားတဲ့နိုင်ငံအရေးပေါ်စံတွေရှိရပေါ့နော်ကိုးလောင်းတွေမှာအဲ့ဒီစံတွေကိုဂျပန်အစိုးရကဒါပြည်သူတွေလက်ရှိမှာနော်စံဝေရခန့်နေတဲ့အတွက်ကြောင့်ပြည်သူတွေအစဉ်ကြီးတွေကိုထုတ်ရောင်းလာတယ်ဆိုပြီးပြောတယ်ပေါ့နော်အဲပြင်ပပေါက်စည်းနဲ့ရောင်းလို့ရပါရဲ့နဲ့ဒါချိုးသားတဲ့စည်းနဲ့ရောင်းပေးတာပါကျေးဇူးတင်ပါပေါ့နော်စူပါမားကတ်တွေမှာမရောင်းခင်တနအီခွဲအလိုကလေးကဒါ ကိုရီညမာကတမဝါယာမလို့ပေါ့ဗျာဂျပန်မှာ ਨੇ လူတွေကတိုးပြီးတော့တန်းရှည်ကြီးနဲ့ဒါဆန်ရဖို့တန်းစီနေကြတာကိုတွေ့ရတယ်လူ800လောက်တန်းစီနေပုံရတဲ့အဲ့ဒီလူအုပ်ကြီးကနေဒါဆန်ဝယ်တာပေါ့နော်သူတို့ဆန်ဝယ်တာအဲဆန်အိတ်6200ကုန်တဲ့အထိအားပေးကြတယ်လို့သိရတယ်အဲ့တော့ဆန်5ကီလိုတအိတ်ကိုရန်2138နဲ့ရောင်းတာပါနော်တော်တော်လေးတန်ပါလေအဲ့တော့အဲ့ကိုရောက်ရှိလာတဲ့ဒါဆန်လာတိုးတယ်ပေါ့နော်တမဝါယာမှာစတိုင်ဆန်လာတိုးတဲ့ဂျပန်ပြည်သူတွေကိုမေးကြည့်ရခါမှာဒီဈေးတန်းเนี่ยเนาะ 5ကီလိုတအိတ်ကိုရန်2138နဲ့ရောင်းပေးတဲ့ဆိုရင်တော့အဲရှယ်ပြောတာပေါ့ဗျာဆိုပြီးသူကပြောတယ်ဒီလိုပေါ့နိုင်ရဲ့အရေးပေါ်ဆန်ရဲ့အရာသာကဘလို့နေလဲစမ်းစားကြည့်ရင်နေပြီဆိုပြောသလိုအင်ရောက်တာနေပေါ့နော်အခုရတဲ့ဆန်အိတ်ကိုဒါထမင်းချက်ပြီဆိုပြီးပြောတယ်ပေါ့အဲ့တော့မနေ့ပြန်ကြရင်တော့ချီပါနာကိုရအိုစားကားမှာလဲဒါဒီလိုရောင်းချမှုတွေစာရင်းလုပ်မယ်လို့တီးရတယ်။အဲအဲ့ဒါကြောင့်မလို့အဲ့ဒီမှာနေထိုင်နေတဲ့မြန်မာတွေ လက်မနေဖို့တဲ့ကျွန်တော်တတိယနေ့လေးကိုပြောပြတာဖြစ်ပါတယ်ညီမကြီးဆန်ရဖို့အမြန်စုံစမ်းမေးဝဲဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ကတော့နောက်ဆက်ရှိရတဲ့ Facebook မှာအနာဇာကတိဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်တတိယနေ့ရေးရ YouTube မှာတော့ Shukimi Channel ဆိုတဲ့နာမည်နဲ့ဂျပန်တတိယနေ့ဗီဒီယိုတင်ပါတယ်ကျေးဇူးတင်ပါတယ်